အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဝင်ငွေကောင်းပေမဲ့အကျွေးတန်တရားလဲကြတဲ့အကြောင်းရင်းလေးတစ်ချက်ကိုဝင်ပြပေးချင်ပါတယ်ကျွန်တော်တော်တော်များပြောကြတယ်ဗောလေပတ်စံနေတော့ဝင်နေတယ်လောက်ဝင်ဘယ်ရောက်လို့ရောက်သွားမှမသိဘူးဝင်ငွေကောင်းတယ်ဒါပေမဲ့ဘာမှမဆူဆောင်းမိဘူးဆိုပြီးတော့ဒါပြောကြတာညှိကြတာတွေကျွန်တော်ကြားဖို့မှထင်ပါတယ်ကျွန်တော်အဲ့တော့အဆိုမင်းလေးတစ်ခုသွားသတိရတယ်ကိုယ်နေနဲ့ငွေတွေဘလောက်ဝင်နေတယ်လဲဆိုတာကအကြောင်းမဟုတ်ဘူးပို့ပြီးတော့အရေးကြီးတာကငွေတွေကိုယ့်လက်ထက်မှာဘလောက်မြဲတယ်လဲဆိုတာ အပူရေးကြီးတယ်ဆိုပြီးတော့ပြောတာရှိပါတယ်ပါစနာဖိုင်နန့်ကိုရောဘတ်ကီယိုဆာကီပြောတဲ့စကားလေးလည်းဖြစ်ပါတယ်ကျွန်တော်တို့အလုပ်လုပ်နေသူတွေဒါပတ်စံဝင်နေမှာဖြစ်ပါတယ်ကိုကအလုပ်ကောင်းကောင်းလုပ်မယ်နောက်ကိုက skillful လည်းဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒါဝင်ဝင်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်အဲကိုက ချမ်းသာကြွားခြင်းနဲ့ furniture freedom ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါငွေရှာတာတစ်ခုတည်းနဲ့မလုံးလောက်ပါဘူးကျွန်တော်ကိုယ်ရှိတဲ့ငွေကိုတည်တည်ချာချာစီမံခန့်ခွဲဖို့လိုပါတယ်အဲတချို့ဆိုလို့ရှိရင်ဒါဝင်ဝင်ကောင်းတယ်မစုဆောင်မိဘူးကိုယ်လက်ထဲဘာမှအဖတ်မတင်ဘူးလောက်ကိုရင်ဘယ်ရောက်လို့ရောက်ရောက်တော့မှမသိဘူးဆိုပြီးဖြစ်နေတာအဓိကတော့ကျွန်တော်ငွေကြီးစီမံခန့်ခွဲမှုတိကျမလုပ်လို့ဖြစ်ပါတယ်ကျွန်တော်ငွေကြီးစီမံခန့်ခွဲမှု personal furniture management နဲ့ပတ်သက်လို့ရှိရင်အရေးကြီးဆုံးကတော့ကျွန်တော်အခြေခံအဖြစ် ဒီ SSL liabilities ကိုနားလည်ဖို့ပဲဖြစ်ပါတယ် SS ဆိုတာကတော့ကိုယ့်အထက်ကိုငွေတွေစီးဝင်စေမဲ့အရာတွေပြောမှဆိုတော့တန်ဖိုးရှိပိုင်ဆိုင်မှုတွေဖြစ်ပါတယ် liability ဆိုတာကတော့ကိုယ့်အထက်ကငွေတွေကိုစီးထက်သွားစေမဲ့အရာတွေ အဲကျွန်တော်ပေးရန်တောင်းဖြစ်ပါတယ်ကျွန်တော်ငွေကြေးစီမံခန့်ခွဲမှုကောင်းကောင်းလုပ်တဲ့သူတွေနောက် financial literacy ကောင်းကောင်းရှိတဲ့သူတွေကြတော့သူကအဓိကဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်အဲသူ့ငွေရှာပေးမဲ့ဒီ assets တွေပေါ့နော်ကျွန်တော်တို့ကဒီဆောက်တယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်အဲ့ဒီကနေပြီးတော့သူကအချိန်တန်လို့ရှိရင်ဒါငွေကြေးဒီအကျိုးမြတ်တစ်ခုပေါ့နော်သူပြန်ရလာတယ် ကျွန်တော်တို့ဒီငွေကြေးစီမံခံခွင့်မှုကောင်းကောင်းနားမလဲတဲ့သူတွေကြတော့ဟိုမှာကျွန်တော်ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်သူကသူ300ရှိတာတုံးတယ်။နောက်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ pay and down ခုန liability ဆိုတဲ့ pay and down တွေအတွက်တုံးတာလည်းရှိတယ်။ဥပမာထားပါတော့ကျွန်တော်တို့ဒီ join နဲ့ဝယ်တာတွေနောက်လုံးတွေချီပြီးတော့ကျွန်တော်တို့ဝယ်တာတွေအရေးကြောက်ဝယ်တာတွေစသဖြင့်ပေါ့နော်။အဲအဲ့တော့ကျွန်တော်တို့ဝင်ငွေရှာဖို့ကအရေးကြီးတယ်။အဲဒါပေမဲ့ အဲကိုရဲ့ငွေကြေးကြေးမှုချမ်းသာကြေးမှုတိဆောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ငွေရှာတာတစ်ခုတည်းနဲ့မရဘဲနဲ့ကိုရဲ့ငွေကိုတည်တည်ချာချာစီမံခန့်ဝဲဖို့အရေးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်